ဘိုက်ခဏခဏအောက်နေလို့ဘယ်လိုနေထိုင်ရမလဲဘာတွေစားတော့မလဲဘာတွေရှောင်းရမလဲသိချင်လို့ရှိရင်ဒီဗီဒီယိုလေးကိုဆက်ကြည့်ပေးပါဒေါက်တာဖုန်းပါကျွန်တော်တို့အပိုင်း1မှာတော့အစာရင်ရောင်းနေဆိုတာဘာလဲအစာရင်ခဏခဏရောင်းနေလို့ရှိရင်ဘာတွေစစ်တင်လဲဆိုတာကိုပြောရပါသေးတယ်။အဲ့တော့ဒီမှာအဲ့လိုတွေမဖြစ်အောင်လို့မြင်မြန်တက်တာအောင်လို့နေထိုင်မှုပုံစံစပြောမယ်။အရင်နံပါတ်1ကတော့ stress ချမယ်။ stress များလို့ရှိရင်ကိုယ်အဆက်ဆာဆာမဆာဆာဒီ acid တက်ကပိုထွက်တယ်။အဲအောင်ဆာမွေးနာနီးရင်ဘိုက်အောင်တက်တာဖြစ်နိုင်တယ်။နံပါတ်2ကကျတော့ weight များတယ်လို့လို့ပေါ့။ ဒီ byte အစီများတဲ့လူတွေကအထူးသဖြင့်ညအိတ်တဲ့အချိန်ကျရင်အစာအိမ်ပေါ်မှာ pressure တော့ပြီးတယ်။အဲ့တော့အစာအိမ်ကိုညှစ်လိုက်တယ်လို့ဖြစ်ပြီးတော့ဒီအစာအိမ်ထဲမှာရှိနေတဲ့ acid တွေကဒီအပေါ်ကိုပြန်ကန်တက်တယ်။အစာပြွန်လန်းချောင်းတွေကိုပြန်ဝင်လာပေါ့။အဲ့ဒါကို GERD အစာချင်းပြန်ယောဂလို့ခေါ်တယ်။နံပါတ်3ကကြတော့အထူးသဖြင့်အစာအိမ်ရောင်နေတဲ့လူအစာချင်းပြန်ယောဂရနေတဲ့လူတွေကိုပြောချင်တာဖြစ်တယ်။အဲ့ဒါကကြတော့အစာကစာလို့လည်းမရဘူး။ byte ကို စာမှစာမယ်အဲ့လိုလုပ်လို့မရဘူး။ပူဆိုးမယ်။စာစားချိန်ကမှန်မှန်လေးစားပြရမယ်။ ဲ့မဲ့စားပြီးရင်လည်းတင်းအောင် စားလို့မရဘူး။ဒါပိုက်တင်းတယ်ပိုက်တဲ့ကိုအကွာအများကြီးထည့်လိုက်ရင်ဒီစားအိမ်ထဲမှာရောင်နေတဲ့ဓာတ်နာနေတဲ့ဓာတ်ရှိလို့ရှိရင်တော့မခံနိုင်ဘူး။ပြန်အန်ထွက်တဲ့အထိဖြစ်နိုင်တယ်။ပိုက်အရန်နာမျိုးဖြစ်နိုင်တယ်။လောက်ရမှာကနည်း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 နဲ့ခက်စိတ်စိတ်စားရမယ်။တနေ့ကို၄၅ချိန်စားလို့ရတယ်။စားပြီးတော့ချက်ချင်းလှဲမအိရအောင်တနင်္လာလောက်ထိုင်ထိုင်မထိုင်လမ်းလျှောက်ဖို့တခုခုလုပ်ဖို့ဘာတနည်းကိုနည်း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 လေး၅ချိန်စားလို့ရတယ်ဆိုပေမဲ့လို့ညအိတ်ခါနီး၄နိုင်အလိုမှာတော့ရက်လိုက်တော့မစားနေတော့ ဲ့နောက်ပိုင်းကိုရေငန့်ရေတောက်လို့ရတယ်အများကြီးစားလို့မရဘူးနည်းနည်းလေးလေးသွားစားလို့မရဘူးဥပမာအာလူးကြော်အာမျိုးတွေပေါ့အဲဒီစီကြော်တွေကတအားဆိုးတယ်သွားစားလို့မရဘူးနည်းနည်းလေးဝင်တာနဲ့ acid တက်ကိုသူကနှိုးဆော့မှာညအိတ်လို့ရှိရင်အိတ်ချိန်ကိုပြေဝအောင်အိတ်ပြရမယ်9နာရီ10နာရီအနည်းဆုံးရှိရမယ်ပြီးရင်ကိုအိတ်တဲ့ခေါင်းအုံးကအရင်ပြော့နေလို့မရဘူးပြော့နေကြတော့ခေါင်းတင်လိုက်တာနဲ့နောက်ကိုလန်သွားမယ်လန်သွားရင်ဒီဘိုက်ထဲက acid တက်တွေကအပေါ်ကိုပြန်ပြီးတော့တက်လာနိုင်တယ်။ GERD ရနိုင်တယ်။အစာချင်းပြန်ယောဂါရနိုင်တယ်။ ဲ့တော့ခေါင်းအုံးကရွေးရင်ခက်မှန်မှဖြစ်ရမယ်ခက်ကြီးကြီးဖြစ်ရမယ်ခေါင်းကို support လုပ်ပေးနိုင်ရမယ်ဒါမှဒီအစာချင်းပြန်ယောဂမရမှာရရှိနေတဲ့လူဆိုလို့ရှိရင်တက်တာအဲ့တော့အိတ်တဲ့အချိန်မှာဗောနောပက်လက်အိတ်တာရဲ့ဘေးစောင်းအိတ်တာရဲ့ဘယ်ဟာပိုကောင်းလဲဆိုတော့ဒီအစာအိမ်ယောဂသမားတွေအတွက်ကတော့ဘယ်ဘက်ကိုစောင်းအိတ်တာပိုအဆင်ပြေတယ်ဘယ်ဘက်ကိုစောင်းအိမ်ရင်ဒီအစာအိမ်ရဲ့ဒီပါသောပုံစံပုံတတံပေါ့နော်ဝိုင်းနေတဲ့ပုံစံလေးကဒီပါသောကအောက်ကိုရောက်နေတဲ့ပုံစံမှာသွားရောက်နေအဲ့တော့ acid တွေအဲ့မှာပဲစုလေပေါ့တခြား ီအပေါ်ရီရှန်တက်တာတွေမဖြစ်ဘူးပေါ့။နောက်တစ်ခုပဲအသေးအစီဖုံးနေတဲ့လူတွေကြတော့ဒီလိုဖယ်ဘက်ကိုစောင်းအိတ်တဲ့ချိန်ကျရင်ဒီအသေးကညာဘက်မှာရှိတော့အပေါ်ရောက်သွားတာပေါ့။နောက်အသေးအစီဖုံးတဲ့လူကအသေးကနည်းနည်းလေးသူများထက်ပိုကြီးတယ်။ပိုပြီးတော့တင်းတယ်ပိုလေးတယ်။အဲ့တော့အဲ့လိုဖယ်ဘက်စောင်းအိတ်တဲ့ချိန်ကျရင်အဲဘိုက်ကတင်းတင်းနဲ့တိတ်နေလို့မကောင်းဘူးပေါ့နော်။မနဲ့ကြလို့ရှိရင်ညာဘက်ကနယူနာအောင်နာနာရာမျိုးလေးတွေရှိရဲဆိုတော့ complaint လေးတော့လာတတ်တယ်။ဒါကတော့တယောက်နဲ့တယောက်မတူဘူးပေါ့။ကိုယ့်အကူချိန်ပြီးတော့နေရမှာပေါ့။ အဲ့ဒီဟိ lifestyle ဟာလေးခုပြောပြီးပေါ့ stress ချရမယ် weight ချရမယ်အစာစားချိန်ဘယ်လိုစားရမလဲညအရင်ဘယ်လိုအိပ်ရမလဲပြောပြီးသွားနောက်ဆုံးအချက်နေရာတော့ဒီအကိုက်ခဲပျောက်စေးလို့ပေါ့ဖြစ်နိုင်တော့အကိုက်ခဲပျောက်စေးအပြင်းစားတွေမလိုရင်မတော့ပါနဲ့နော်ပါရာစီတမောလောက်နေဖြည့်ရှင်းလို့ရတယ်ပါရာစီတမောလောက်ပဲတောက်ပါအဲပါရာစီတမောတော့မှအချာကြီးဆွေးမတော့နဲ့ပေါ့နော်အကိုက်ခဲပျောက်စေးအပြင်းစားတွေ NSAID လို့ခေါ်တယ် Non Steroidal Anti-inflammatory Drugs တွေပေါ့နော်ဒါတွေလိုအပ်လာပြီဆိုလို့ရှိရင်ဒါတော့ ်ဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်ပါမယ်ပြီးတော့အစာလေးနဲ့စားပြီးတော့မှတောက်ပြရမယ်ပြီးရင်ဒီနှလုံးသမားတွေမှာတောက်တဲ့ aspirin တို့ clopidogrel တို့သွေးကြဲဆီးတွေတောက်မယ်ဆိုလို့ရှိရင်လည်းဖြစ်နိုင်ရအစာစားပြီးမှတောက်ပြပါအဲ့တော့နေပုံထိုင်ပုံ၅ချက်ကပြောပြီးသွားပြီနောက်အခုဆက်ပြောမှာကျတော့အစာအတောက်ပုံစံတွေပေါ့အဲ့တော့အစာအိမ်ရောင်နေတဲ့လူတို့မဟုတ်အစာအိမ်ရောင်တက်တဲ့လူတွေမှာစင်ကျင်ရမယ့်အစာတောက်စားပြောမယ်မစားရမှာစားပြောမယ်နံပါတ်၁ကတော့အဆက်အဆက်မှန်သမျှပေါ့နော်ပြီးငရုတ်ချက်တုံနေချက်တုံဖြူချက်တုံနေ ြက်သွင်ဖြူကိုအစိမ့်ဒီရင်စားတာလည်းအဆင်မပြေပါဘူးပြီးရင်အချင်းကဲတဲ့အသီးတွေပေါ့လိမ္ပေါ်တံပရာတံပယိုနက်နက်စပစ်ခရမ်းကျင်တီဒါတွေဖြစ်တယ်ပြီးရင်အချင်းဖောက်ထားတဲ့အရာတွေပေါ့နော်ဘိတ်ချင်တို့ရှာလကာရေတို့နှက်ထားတဲ့ဟာတွေဒါတွေကလည်းဒီအစာအိမ်ကြောကောက်ထားစီပြီးရင်စီကြော်တွေပေါ့အာလူကြော်ချက်သားကြော်ဘူးတီကြော်ဘဲကြော်အမျိုးစုံပေါ့ဤချခွေးပြီးရင်အစီများတဲ့အစာအစာတွေမြန်မာဟင်းအစီနှစ်တွေအများကြီးနဲ့ချက်ထားတာတွေဝက်စီဝက်ခောက်တွေစီကတ်နေတဲ့သမင်းကြော်ခောက်ဆွဲကြော်ကြာစင်ကြော်ဂျီဥစီချက်မလာရှန်ကော တော့အစီဝေးနေတဲ့မောင်ချိုင်းဒါမျိုးတွေပေါ့နောက်တစ်ခုက ready made ခေါက်ဆွဲထုတ်တွေပေါ့ခေါက်ဆွဲပြုတ်တွေ process meat တွေဖြစ်တဲ့အသားလုံးအသားပြအသားကြောင်တွေပေါ့နော်ကိုယ့်အကူချက်စားတာတော့လည်းကောင်းချီဟူစားလို့ပါတာမောင်ချိုင်းစားလို့ပါတာဒါတွေပေါ့နော်ထမင်းစားမယ်ဟင်းကြိုတွေတောက်မယ်ဆိုရင်အရန်ပူရဲဟာတွေကိုစားတာရှောင်တဲ့နည်းနည်းခက်နွေ့နွေ့ဒီမို့အေးအေးမှစားတဲ့ချောကလက်ရှောင်မယ်ပြီးတော့ peppermint ပယုတ်ပါတဲ့ဟာတွေရှောင်မယ်နော် peppermint tea ဒီပယုတ်နဲ့ပတ်သက်တဲ့လက်ဖက်ရည်ချမ်းတွေအစားအစာတွေမှာပါတာတွေရှောင်တဲ့ ပြင်အရက်မှန်တယ်မရပါဘူးအရက်ဘီယာဝိုင်းဆိုဂျူစာကိန်းဒါတွေအကုန်လုံးမရပါဘူးတော့ကဖိန်းပါတဲ့ဟာတွေရှောင်နိုင်ရင်ကောင်းပါတယ်အထူးသဖြင့် attack ရနေတဲ့အချိန်ဘိုက်နာနေတဲ့အချိန်မှာ coffee လက်ဖက်ရည်လက်ဖက်ရည်ကြမ်းလက်ဖက်တုပ်လက်ဖက်ချောက်နော်နောက်ပြီးတော့ energy drinks တွေနောက်တစ်ခုက gas ပါတဲ့လေပွားနိုင်တဲ့ဟာမျိုးတွေရှောင်သင့်ပါတယ်ဖြော်ရည်တွေ soda water နော်ဒါတွေက gas ပါတယ်အဲ့တော့ကျွန်တော်ဒီထိပြောသွားတာအစာအိမ်ရောင်နေတဲ့လူတို့မဟုတ်ကြောင်နဲ့အချင်းရှိတဲ့လူကဒီအစားအစာတွေကိုရှောင်တင်နေပေါ့ မရောနေဘူးငြိမ်နေတဲ့အချိန်မှာတော့ maybe short ဆာရင် short ဆာပေါ့နော်ဖြစ်နိုင်တော့လုံးဝရှောက်ပေါ့ဆရာပြောရင်းနဲ့ပဲအခုမိုးတော်တော်ရွာလာပါပြီအဲ့တော့ဝါးနေလို့ရှိရင်အတန်လေးကိုချဲ့ပြီးတော့နားထောင်ပြေးကြပါလားအဲ့တော့အခုပြောမှာ gastritis သမားတွေ GERD သမားတွေပေါ့နော်စားတင်တဲ့အရာထမင်းစားလို့ရပါတယ်ဒါပေမဲ့မာလို့မရပါဘူးနည်းနည်းခက်ပြုတ်ပြုတ်တမဆန်ပြုတ်လည်းရတယ်ပြီးရင် mashed potato အာလူကိုကြည့်အောင်ထောင်းထားတဲ့ဟာတွေပေါ့ပြီးရင် boiled potato အာလူကိုပြုတ်ထားတာအမှုကြီးအောင် အားရစားလို့ရတယ်။ပြင်တေချာနူးဤအောင်ချက်ထားတဲ့ဟင်းဒီဟင်းရွက်တွေစားလို့ရတယ်။ဥမာဟင်းနုနယ်၊မုံလာဥ၊ဖယုံဒီဒီဒီအရွက်ပြုတ်ရည်တွေတောက်လို့ရတယ်စားလို့ရတယ်။အတီးနံမှာတော့ငပြောဒီ၊တင်မော်ဒီ၊ခရဲဒီဒါတွေကကောင်းကောင်းရပါတယ်။အသားဆိုလို့ရှိရင်တေတေချာချာချက်ထားတဲ့ကြက်သား၊ငါ၊တူဖူးတော့ဒါတွေရတယ်။အရိုးပြုတ်ရည်တွေတောက်လို့ရတယ်။နွားနို့တောက်လို့ရလားမေးရင်တော့ low fat meat အစီထုတ်ထားတဲ့နွားနို့ရပါတယ်ပုံမှန်နွားနို့တော့မရပါဘူး နောက်တစ်ခုက plain yogurt ပေါ့နော်အချို့မှာပါတဲ့ဒိန်ချင်းစားလို့ရပါတယ်ဥမျိုးစုံ စားလို့ရပါတယ်တခုပဲစားမယ်ဆိုလို့ရှိရင်ခုနအသားလိုပဲကြော်စားလို့မရပါဘူးရေကိုနိုင်နိုင်နင်းနင်းတောက်ပေးနိုင်ရင်ပိုကောင်းပါတယ်နော်အရင်ပူလို့မရပါဘူးဖြစ်နိုင်ညီခဲရေလည်းမတောက်ပါနဲ့ရိုးရိုးရေကိုညံ့ညံ့တောက်ပေးပါစားလို့ရတာတွေကျွန်တော်ပြောပြီးသွားပါပြီအဲဒီစားလို့ရတာတွေကိုလည်းစားလို့ရတယ်ဆိုပြီးတော့ဖိုက်တင်းအောင်စားလို့မရပါဘူးရှိမှပြောလို့ပဲနင်း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 နဲ့ ခက်စိတ်စိတ်စားလို့ရတယ်တနေ့ကို၄၅ချိန်စားလို့ရတယ်ညအိတ်ခါလေး၄နာရီဆိုရင်တော့မစားပါနဲ့တော့အဲ့လိုအချိန်မှာတော့ရိုးရိုးရေတောက်လို့ရတယ်ဒီလိုအရွက်ပြုတ်ရေတောက်လို့ရတယ်အရိုးပြုတ်ရေတောက်လို့ရပါတယ်အဲ့တော့အခု gastritis နဲ့ GERD မှာဆောင်ရွက်ဆောင်ရွက်လေးဆရာပြောပြီးတော့ပါပြီဒီဗီဒီယိုလေးကအဆင်ပြေတယ်ဆိုလို့ရှိရင်အာ follow like and share လေးလုပ်ပေးကြပါပြီးနောက်ဆုံးတစ်ပုဒ်မှာတော့အဲဆေးဘယ်လိုတောက်ရမလဲဆိုတာကိုကျွန်တော်ပြုံးပေးပါမယ် အာဆေးတောက်အောင်လဲဆိုတာတော့ဆေးခန်းပြပြီးတော့ဆရာဝန်ဝင်ကြားတဲ့အချိန်တောက်အောင်မယ်။ဒါပေမဲ့တချို့ကကျတော့ဆေးရလာတယ်ဒီဆေးကတချို့ကအစာနဲ့တောက်အောင်မှရှိရအစာနဲ့ခွာတောက်အောင်မှရှိရအချာမတိဘူးနော်မမတ်မိတာလည်းဖြစ်နိုင်တယ်။တော့လာလာမေးကြတယ်။အဲ့ဒါလေးအတွက်ကိုဆရာကအသေးစိတ်လေးပြောသွားပြီးပါမယ်။ဒေါက်တာဖုံးမှာအားလုံးနဲ့ကျေးဇူးများတင်ပါတယ်။